ားလုံးပဲမင်္ဂလာပါဗျ။အဲဒီနေ့ကတော့ကျွန်တော်ပြောနေကြကဟိုကျွန်တော်တို့ကောင်းတဲ့ချိုတွေကိုဘယ်လိုရွေးထုတ်မလဲပေါ့။နိုင်ငံတွေအတွက်။ဒီနေ့ကိုနေတင်းလာအင်္ဂါပြောခုကျွန်တော်အခုဗုဒ္ဓဘူးပြောဝင်ပါ။အဲနေသားသီးမှာကောင်းတဲ့ချိုတွေရှိတယ်။အဲ့ဒါတွေကိုဘယ်လိုအသုံးချမလဲဆိုတာသိသွားရင်ကျွန်တော်အများကြီးအသုံးတည်တယ်။ဒါကျွန်တော်အကျဉ်းဆုံးပြောတာအကျယ်ကြီးအများကြီးပြောလို့ရသေးတယ်။နားလည်သွားရင်ကျွန်တော်တို့ကအဆင်ပြေတယ်။ဘဝကြီးမှာဘယ်လိုနေထိုင်မလဲဘယ်လိုစားတောက်မလဲသိတဲ့ပုံစံမျိုးပဲဗီဒီယိုမှာလည်းအဲ့လိုသိတာရှိတယ်။ဗုဒ္ဓဘူးတွေစပြောအောင်။ဗုဒ္ဓဘူးတွေအတွက်ကောင်းတဲ့ချိုဟာရှိတယ်။ အာတင်းနေကုန်တွေရတင်းနေလာကြတာပရိရအော်တင်းနေကုန်တွေရတင်းလာကြတာပရိရဗုဒ္ဓဘူသားမီးတွေအတွက်တကယ်ကောင်းတဲ့ဂျူတွေတကယ်ကိုအတွက်ကောင်းတဲ့အဖက်ကိုရသေးတဲ့ဂျူတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကအဓိကအားဖြင့်ကိုယ်ထိန်းချုပ်နေတာကတင်းနေကုန်တွေပါဗုဒ္ဓဘူသားမီးတွေကိုအပေါ်ထိန်းချုပ်ပေးနေတာကကျွန်တော်တင်းနေကုန်တွေအဲ့တော့တင်းနေကုန်တွေဂျူကအကောင်းဆုံးဂျူတစ်ခုအနေနဲ့ဖြစ်တယ်ဘာလို့ဗုဒ္ဓဘူသားမီးတွေကတင်းနေကုန်တွေဂျူလိုအပ်တာလဲလိုအပ်တာလဲအဲ့ဒါလေးကျွန်တော်ပြောပြခြင်းတယ် တော့ဗုဒ္ဓဘူသားမီးတွေထဲမှာအကုန်လုံးမဆိုလို့ဘူးဗုဒ္ဓဘူသားမီးဆိုတာကတော်တော်များများနဲ့လက်ရောညှိထွေနေတတ်တဲ့လူမျိုးတွေဖြစ်တယ်နော်ဟောသူများနဲ့မအဆက်ကိုလက်ရောညှိထွေမနေတတ်တဲ့လူတွေလည်းမရှိဘူးမဟုတ်ရှိတယ်ဗုဒ္ဓဘူသားမီးတွေရာခိုင်နှုန်းအားဖြင့်တော်တော်များများနဲ့လက်ရောညှိထွေနေတတ်ကြတာများတယ်ဟောအဆင်ပြေအောင်နေလိုက်တယ်ဟိုလူနဲ့အဆင်ပြေအောင်ပြောလဲဟိုလူနဲ့အဆင်ပြေအောင်ဟိုဟာဖြစ်တယ်အဲ့တော့မာနကြီးတခွဲသားနဲ့မနေဘဲနဲ့အားလုံးနဲ့ တော်ယုံဟာတဲ့အောင်နေတတ်တယ်လို့ဖြစ်တဲ့အတွက်လူတွေကဘာထင်လဲလို့အဲ့လိုလူကိုလေချက်စရာကောင်းတယ်လို့ထင်နိုင်တဲ့လူဟာတပိုင်းဘာကောင်လူဘောကြီးပါကွာငါတို့ပြောရင်ဖြစ်ပါတယ်ကွာအဲ့လိုမျိုးထင်သွားတဲ့လူဟာတပိုင်းပေါ့အဲ့နှစ်ပိုင်းရှိတယ်ဘာကြောင့်ပဲကျွန်တော်တို့ကဘုဒ္ဓဘူးသားသမီးတွေကိုအုပ်ချုပ်ပေးမဲ့လူဟာတင်းငုံနေတော့တင်းငုံနေကြိုးစားဟိုအချို့ကတော့ပြောကြတယ်မာနာကိုတင်းငုံနေကြိုးစားမာနာလို့ပြောတယ်တင်းပြောတင်းငုံနေကြိုးစားအကြီးအမှုကြိုး အဲတင်ယူနေဆိုတော့ဥဆောင်နိုင်ဆိုတာမြင်ပါတယ်ကျို့ဒါကြောင့်တင်ယူနေကျို့အုပ်ဆိုးထားတာဖြစ်တဲ့ဗုဒ္ဓဘူသားမိတွေဟာအချို့နေရာတွေမှာတကယ်ကိုအစွမ်းရည်ရှိတဲ့လူတွေဥဆောင်နိုင်ဆိုရှိတဲ့လူတွေတခုခုမှမြင့်မြင့်မားမားတော်နေတဲ့လူမျိုးတွေနော်ခေါင်းဆောင်စေရှိတဲ့လူမျိုးတွေအဲမျက်နှာခက်တီတီနေပြီးတော့အချို့နေရာတွေမှာငါလုတ်ပြနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေအဲ့လိုပုံစံမျိုးလဲကျွန်တော်ပြောင်းနေဖို့လိုတယ်နော်ဒီနေရာလေးနဲ့နေနေတာမျိုးတွေထပ်ဆိုင်အချို့နေရာတွေမှာခေါင်းဆောင်စိတ်နော် ခေါင်းဆောင်ရည်သွေးတာဝန်ယူမှုတာဝန်ခံမှုမျက်နှာခက်တီတီနေတာမျိုးတွေချုပ်နေရမှာခက်ပေါ်ပေါ်ကြီးမဟုတ်ပဲနဲ့အဲ့လိုမျိုးဖြစ်စေချင်တာပြီးတော့ဗုဒ္ဓဘုရားမြတ်အဲ့လိုလိုင်အောင်ကြီးထွေနေပြီးပေါ့ပေါ်ပေါ်နေတာများတာဖြစ်တယ်တော့အချို့နေရာတွေမှာကျွန်တော်တို့ကအဲ့ဒီလုံနိုင်စွမ်းကြသွားတတ်တယ်အဲ့လုံနိုင်စွမ်းမကြအောင်ဒီနေ့ကုန်နေရာထိမ့်မိတယ်အဲ့တော့တင်ရဗုဒ္ဓဘုဖြစ်တဲ့ဆိုရင်တာဝန်မှုတာဝန်ခံမှုတွေခေါင်းဆောင်နိုင်စွမ်းတွေတော့စွမ်းအားတွေမာနတွေဓာတ်ရီရှိဖို့လိုတယ်နော်အဲ့တော့ ဒါတွေရှိဖို့လိုတယ်ဒါတွေရှိရင်ပို့ပြီးတော့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘူသာသမီးတွေကတနင်္ဂနွေကနဝင်းဖြစ်တဲ့အတွက်အဲနဝင်းတနင်္ဂနွေကဘာကိုပြောတာလဲဆိုတော့မိဘကိုပြောတာမိဘကတနင်္ဂနွေကျိုးပိုင်တယ်နော်အဲ့တော့ဗုဒ္ဓဘူသာသမီးတွေကတနင်္ဂနွေအားကောင်းတာဖြစ်တဲ့အမိဖားတွေရဲ့လမ်းညွှန်မှုကိုလည်းကျွန်တော်တို့ကဥပိ္ပခပြုလို့မရဘူးနော်မိဘတွေပြောရတဲ့မှာကိုနဲ့အတုံးတဲတဲ့ဟာတွေကိုယူသုံးဖို့လိုတယ်။အမိဘပြောတာလကားပါကွာ။လူကြီးတွေဘာမှသိတာမဟုတ်ဘူး။အဲ့လိုပြစ်ပယ်တဲ့ဗုဒ္ဓဘူးတွေအဆင်မပြေတာများတယ်။ပေတင်းနေကုန်နေဆိုတာကျွန်တော်တို့က မင်းအစိုးရဥပဒေကိုရောက်တဲ့နိုင်ငံမှာရှိတဲ့ဥပဒေကိုလေးစားလိုက်နာဖို့လိုတယ်။မလိုက်နာတာများလာရင်တစ်ချိန်ချိန်မှာအဲ့လူတွေကဒုက္ခရောက်တယ်။ဘုဒ္ဓဘူသားမိတယ်၊မဟုတ်တာတွေလုံနေတယ်၊အောက်ဆိုက်တွေရှာနေတယ်၊ဟွာဒီယာတွေလုံနေတယ်၊ဒါမှမဟုတ်ဗျာမကောင်းဘူးခင်ဗျားတို့လည်းဒါသိပြီးသားပါ။အဲ့လူတွေလုံနေတယ်မဖြစ်ရင်ဘာမှမဖြစ်ဘူး။ဖြစ်ချိန်တန်ပြီဆိုရင်တို့ကဒုက္ခအကြီးရောက်တယ်။ဒါတော့ဘုဒ္ဓဘူသားမိဖြစ်တယ်ဆိုရင်ချမှတ်ထားတဲ့နိုင်ငံတစ်ခုရဲ့စီမင်းစီကံဥပဒေတွေကိုလေးစားလိုက်နာပါ။အဲ့ဒါတွေကိုလက်တုံးကြလုံနေတယ်ဆိုရင်တစ်ချိန်ချိန်မှာတော့ ဒုက္ခအကြီးရောက်လေမြန်အဲ့ဒါကိုလည်းမမေ့နဲ့အဲ့ဒါကိုလည်းကျွန်တော်ပြောခြင်းလေနော်ဒီအချက်ကအဓိကဒါဗုဒ္ဓဘာသာပြီဖြစ်တယ်ဆိုရင်ဥဆောင်နာကမြတ်မာရမယ်တာဝန်မှုတာဝန်ခံမှုရှိရမယ်ဟိုပေါ်ပေါ်ပဲပဲအယမ်းမနေပဲနဲ့မာနာဆိုတဲ့ပုံစံလေးထားမယ်လက်အောင်ကြီးထွေနေတာနေတာတပိုင်းငါ့အလားမထိနဲ့ငါ့အတော်လားမကြောနဲ့ဒီလိုမျိုးရှိတယ်ဆိုတာမျိုးကိုလည်းသိအောင်ဟိုကျွန်တော်ပြောပြောနေကြပါဘယ်မွေဟောက်မှန်သိအောင်တော့တခါလေအမောက်ဖြစ်ထောင်ပြဖို့လိုတယ်ဆိုတဲ့လူမျိုးတွေဖြစ်တယ်အဲ့ဒီအချက်လေးအုပ်ဆိုးတယ်ဆိုတာသိတာပါနဝင်းကျုပ်ပြီးတော့စီးပွားဆိုဗုဒ္ဓဘာသာမိတွေရဲ့စီးပွားဆိုတာအကြတာရေးကျုပ်ပါ ကြာပြီကြာပြီကျိုးဆိုတဲ့အတိုင်းပဲဗုဒ္ဓဘာသာမိတွေကကျွန်တော်တို့ကလောက်ရတဲ့အလုပ်တွေမှာအကောင်းဆုံးပေါ့တခုခုကိုကိုကိုတိုင်းကိုနာမည်နဲ့ထုတ်တာအကောင်းဆုံးလို့ပြောတာခါမတော့ဗျာဟိုမြုပ်သီးကြက်မုတ်လေးရောင်းတာစာကိုနာမည်နဲ့ကိုထုတ်တယ်ခွက်လေးတစ်လုံးလုတ်တာစာကိုနာမည်နဲ့အဲ့တော့ပစ္စည်းတွေမှာကိုနာမည်နဲ့ကိုထုတ်ပြီးတော့စီးပွားရှာတာတွေကအကောင်းဆုံးအဲ့တော့ brand တခုတိဆောက်တယ်လို့ခေါ်တာအဲ့တော့ ကွန်ပစ်စီထုတ်လုပ်မှုအပိုင်းကွန်ပစ်စီ brand တခုကိုအရေးအသွေးတခုထုတ်ပြရတဲ့အပိုင်းအဲ့ဒါတွေမှာသူတို့ကတဲလန့်ရှိကြတယ်နော်အဲ့တော့တခုခုကိုထုတ်လုပ်နိုင်စွာမြင့်မားမြင့်ပါတယ်ဒါကြောင့်ပဲဘုဒ္ဓဘူသာမီဒီယာအလုံးလုံးတဲ့နေရာတွေမှာ brand တခုတည်ဆောက်နိုင်တာကွန်ပစ်စီထုတ်လုပ်နိုင်တဲ့စွမ်းရည်မြင့်ပါတာဒါမှမဟုတ်လေသူများထုတ်လုပ်ပြီးသားကိုကိုကိုစလဲယူပြီးတော့ပေါအောင်လုံးနိုင်တဲ့အစွမ်းရှိကြတယ်နော်ပြီးရင်ကျွန်တော်တို့ဖြန့်ပြူးတာဖြန့်ချီတာသူများထပ်ပို့ပြီးဖြန့်နိုင်စွမ်းရှိတယ်ဒါဒီပစ္စည်းကမှဒီပစ္စည်းလေးတခုကိုကျွန်တော်က အလုံးတစ်ထောင်ရောင်းကျင်တယ်တစ်ထောင်ရောင်းကျင်တယ်သုံးထောင်ရောင်းကျင်တယ်သူများတွေရောင်းမယ်ဗျာ6လတစ်နှစ်ကြာမယ်သူတို့ဈေးကွက်စီးပွားရေးကိုနားလည်ပြီးရောင်းမယ်ဆိုဗုဒ္ဓဘူသားမိတွေက2000 3000ကို order တွေတက်ပြီးတော့၄5ရက်နဲ့ရောင်းထွက်သွားအောင်လုံနိုင်တဲ့တဲလန့်ရှိတယ်ရှိတယ်ဒါကြောင့်ပဲဗုဒ္ဓဘူသားမိတွေကဖြန့်ချီရေးလုပ်တွေဖြန့်ပြူရေးလုပ်တွေကိုယ်စားလှယ်လုပ်တွေကုန်ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့လုပ်တွေ brand တခုတိဆောက်တဲ့အပိုင်းတွေနော်ဒါတွေကိုလည်းကျွန်တော်တို့ကောင်းတယ်ပြီးရင်ဗုဒ္ဓဘူသားမိတွေကပညာဖြန့်ဝေတဲ့အပိုင်းမှာလည်းစီးပွားရှာလို့ရတယ်တက်တဲ့ပညာကိုပြန်သင်ပေးတာတွေ เนาะပညာသင်တန်းတွေဖွင့်တာမျိုးတွေထားပါတော့ကိုဗီဒီယိုရိုက်တာကင်မရာရိုက်တာနားလဲတယ်ဒါဆိုကင်မရာ setting တွေအကြောင်းတွေဗီဒီယိုဘယ်လိုရိုက်မယ်ဆိုတဲ့အကြောင်းတွေဘယ်လို edit လုပ်မယ်ဆိုတဲ့အကြောင်းတွေเนาะဘယ်လိုတီးဖြတ်ရမယ်ဆိုတဲ့အကြောင်းတွေဒါတွေကိုပြန်သင်ပေးတယ်ပေါ့အဲ့တော့ကိုတတ်တဲ့ပညာကိုပြန်ဖြန့်တာမျိုးတွေဗုဒ္ဓဘာသာမီဒီယာစီးပွားရေးအနေနဲ့ရှာမယ်ဆိုရင်ကျွန်တော်တို့ကောင်းတယ်အဲ့တော့လုပ်ငန်းအကြီးမားကျယ်ပြန့်တာကိုပြောတာဖြစ်တဲ့ဟိုတည်တည်မွားမွားလေးတွေလက်လီအလုပ်လေးတွေလုပ်နေကြတဲ့လူမျိုးတွေအနေနဲ့ငါတို့လုပ်ငန်းကိုဘယ်လိုကြီးကြံအောင်ချဲ့မလဲဘယ်လိုဆိုင်ခွဲတွေဖွင့်မလဲဘယ်လိုတစ်ခုနဲ့တစ်ခုပို့ပြီးတော့ လုပ်ငန်းမှာဟိုအကြီးဖြစ်သွားအောင်လုပ်မလဲဒါတွေအကုန်လုံးကိုကျွန်တော်တို့သိထားဖို့လိုပါတယ်အဲ့လိုမှမသိထားဘူးဆိုရင်ကျွန်တော်တို့စီးပွားရေးလုပ်တဲ့နေရာတွေမှာအားနည်းချက်ရှိစေတယ်ဆိုတာကဘုရူသားကြီးတွေမှာရှိတယ်ပေါ့နော်အဲ့ဒီချက်ကိုလည်းသိဖို့လိုတယ်နောက်ပြီးတော့ကျွန်တော်တို့ဘုရူသားမိတွေစမ်းကြိုပေါ့စမ်းကြိုကအားလုံးသိတဲ့အတိုင်းပဲတင်းလာပိုင်တယ်တင်းလာပိုင်တယ်တင်းလာကကျွန်တော်တို့ကောင်းငင်ကလာမင်းအားလုံးလည်းသိကြတယ်အဲ့တော့ဘုရူသားမိတွေက ကိုချစ်ရတဲ့သူတွေကိုအိမ်တော်ဘက်တွေကိုလက်ထွေရမယ့်လူတွေကိုသားသမီးတွေအဲ့လိုလူတွေကိုကျွန်တော်တို့ကတော့ပျော်စေခြင်းလေပျော်စေခြင်းပျော်နေတာကြိုက်တယ်အဲ့တော့ကိုချစ်ရတဲ့လူဟာမျက်နှာကြီးကတည်ကြည်ပြီးအရန်ညူဆူနေတာရာရာစိတ်ကောက်နေတာရာရာစိတ်ချုပ်နေတဲ့ပုံဖြစ်နေတာရာရာအလိုမကျနေတဲ့လူဖြစ်နေတာအဲ့လိုမျိုးလူမျိုးတွေကိုတို့ကကြိုက်လည်းမရှိဘူးနော်ဘာလို့စူးစမ်းကြရရှိမယ်ပင်မဖန်ဆာကြီးမှာပင်မပြောစရာရှိလဲငါတို့အထူးထူးပြောကြရမယ်ဆိုတဲ့စိတ်မျိုးရှိတယ် ။ဒါအဲ့လိုမှမဟုတ်တဲ့လူမျိုးဖြစ်နေတယ်အရာရာညူဆူနေတယ်အရာရာပြစ်တင်နေတယ်ကိုယ့်ဘော်အရာရာစိတ်ကောက်နေတယ်ဒီလိုမျိုးလူမျိုးတွေနဲ့ဆိုဗုဒ္ဓဘာသာမိတွေကမမြဲတာများတယ်။ဟောဗုဒ္ဓဘာသာမိတွေကကိုယ့်ချစ်သူနဲ့အတူတကွပျော်ရွှင်နေတဲ့စိတ်ချမ်းသာနေခြင်းတဲ့လူမျိုးတွေထားပါတော့ခီးသွားတာရှင်လား။ဟောအတူသွားကြအောင်။အာရှင်သွားတဲ့ခီးသမားမလိုက်ချင်ဘူး။အဲဒီလိုမျိုးဖြစ်တာများလာရင်အိမ်တော်ကြီးမှာ divorce ဖြစ်ဖို့ဖြည်းဖြည်းနဲ့နီးလာတယ်လို့မှတ်ပါ။ဗုဒ္ဓဘာသာမိတွေကကိုယ်နဲ့တသားတည်းဖြစ်မဲ့စိတ်သွားတိုင်းကိုပါကိုနဲ့တကယ်ကို ဟိုပါဗောပုံစံတွိုက်ချင်းတူတဲ့လူမျိုးကိုပဲကျွန်တော်တို့ကရွေးဖို့ကျွန်တော်တို့အကြံပေးပါတယ်အဲ့ဒါကပိုကောင်းတယ်အဲပြီးတော့ဘုဒ္ဓဘုရားမိရိယာအများနဲ့ပြုံးရွှင်နေတဲ့ချစ်သူအများနဲ့ကြည်လင်လင်နေတဲ့ချစ်သူဟိုခန္ဓာကိုယ်မှာလည်းရရင်ညစ်ပတ်ရှုပ်ပွားနေတာမျိုးမကြိုက်ဘူးเนาะဒါကြောင့်ပဲဘုဒ္ဓဘုရားမိရိယာကိုချစ်သူကိုရွေးတဲ့အခါကျရင်လည်းတတ်နတ်ပြည့်ပြည့်ရှိတဲ့လူကြည်လင်လင်ရှိတဲ့လူအသားရည်ဖြူတယ်ညိုတယ်ဆိုတာကိုတော့မပြောလို့ဒါပေမဲ့မျက်နှာလေးကြည်ပြီးတော့ဟဲ့အေးချမ်းလိုက်တာ အာတော့အရင်မချောရမယ်သူမျက်နှာလေးကြည့်ရင်ငင်းညလိုက်တာအဲ့လိုလိုမျိုးကိုရွေးချယ်ယူရင်အိမ်တော်ရေးပို့တာရတယ်ပို့မြဲတယ်ဗောနောပို့ပြီးကောင်းတယ်ဒါကိုလည်းကျွန်တော်တို့သိထားသိကျင်လို့ပြောတာပါเนาะအဲ့ဒီအချက်လေးတွေကိုလိုက်နာဖို့လိုတဲ့အခြေအနေအိမ်တော်ရေးမှာအဲ့ဒီပုံစံမျိုး flow ဝင်တဲ့လူကိုယူနိုင်အိမ်တော်ရေးပို့ပြီးတာရနိုင်တယ်လောက်ဆောင်တော့သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ဗီဒီယိုရှေ့ကြီးတွေမပြောတော့ဘူးအခြားခြားသိတဲ့နေ့ခါကျရင်လည်းကျွန်တော်ဟိုအထက်ဆောင်မှန်းပြအောင်နင်းချမ်းကိုလည်းဘလို့ဆောင်ရမယ်ဆိုတာလေးဘလို့ရှောင်ရမယ်ဆိုတာလေးတွေပြောပေးပါမယ်เนาะအဲ့တော့ဗုဒ္ဓဘာသာအမိတွေအားလုံးပုဂ္ဂိုလ်တိုင်းတိစောင့်နိုင်ကြပါစေဘလို့လို့ရင်ပို့ကောင်းမလဲဆိုတာလေးလာသုံးသပ်ပြီးတော့ ဘဝကိုပိုကောင်းအောင်ဆက်လျှောက်နိုင်ပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ။